ရရုကနေနှုတ်ထွက်ဖို့တောင်းဆိုမှုတွေနဲ့ရင်ဆိုင်နေရတဲ့ထိုင်းဝင်ကြီးချုပ်ပေထုံထန်ရှင်နာဝက်ကညွန်ပေါင်းအစိုးရအဖွဲ့ဝင်ပါတီအားလုံးက၎င်းကိုထောက်ခံကြောင်းခရီးပြုခဲ့ကြတယ်လို့ဇွန်၂၂ရက်ကပြောကြားခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးအတွက်ခြိမ်းခြောက်မှုတွေကိုဖြေရှင်းရဲ့အတွက်နိုင်ငံရေးတည်ငြိမ်မှုကိုထိန်းသိမ်းဖို့ကြိုးပမ်းသွားမယ်လို့၎င်းကဆိုပါတယ်။ပြည်ထောင်ထံဟာကမ္ဘောဒီးယားနဲ့နယ်စပ်ဒေသအငင်းပွားမှုကိုစီမံကင်တွယ်မှုညံဖျင်းကြောင်းဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အထူးသဖြင့်ပြီးခဲ့တဲ့သတင်းပတ်ကပေါက်ကြားလာခဲ့တဲ့ပေထုံထံနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ဖုန်းပြောဆိုတဲ့အသံဖိုင်ကြောင့်ပေထုံထံကိုရာထူးကနေနှုတ်ထွက်ဖို့တောင်းဆိုဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးပေထုံထံဟာလူထုကိုပြန်လည်တောင်းပန်ခဲ့ရပါတယ်။ ဒီအတန်ဖိုင်ပေါ်ကြမှုနဲ့ပတ်သက်ပြီးဖြူတိုင်းပါတီရဲ့အကြီးဆုံးမေဖက်ပါတီဖြစ်တဲ့ပူဇာတိုင်းပါတီဟာဇွန်၁၈ရက်ကနှုတ်ထွက်ကြောင်းကြေညာခဲ့ပြီးပေါ်ကြလာခဲ့တဲ့ပေထုံထန်နဲ့ဟွန်ဆန်တို့ရဲ့ဖုန်းဆက်သွယ်ပြောဆိုမှုဟာနိုင်ငံကိုအထိနာစေပြီးစစ်တပ်ရဲ့ဂုံတိုက်ခါကိုထိခိုက်စေခဲ့ကြောင်းပြောကြားခဲ့ပါတယ်။နိုင်ငံကရှေ့ကိုဆက်သွားရပါမယ်။ပြည်သူတွေအတွက်ပြည်ထနာတွေကိုဖြည့်ရှင်ဖို့အတွက်စည်းလုံးညီညွတ်ရမှာဖြစ်ပြီးမူဝါဒတွေကိုချမှတ်ကျင့်သုံးသွားရပါမယ်လို့ပေထုံထံက United Thai Nation UDN ပါတီအပါဝင်ညွန်ပေါင်းမိဖက်တွေနဲ့အစည်းအဝေးပြုလုပ်ပြီးတဲ့နောက် S လိုမိုမီဒီယာမှာရေးသားခဲ့ပါတယ်။ဒီအစည်းအဝေးမတိုင်မီ UDN ပါတီကညွန်ပေါင်းအစိုးရအဖွဲ့မပြုကွဲစေဖို့ပြည်ထောင်ထံကိုယာရုကနေနှုတ်ထွက်ဖို့တောင်းဆိုလိုက်မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အစိုးရအဖွဲ့နဲ့ဩဇာကြီးမားတဲ့စစ်တပ်ဟာပုံရိပ်မှန်းချက်တစ်ခုသာရှိပြီးအဲ့ဒီရိပ်မှန်းချက်ဟာဒီမိုကရေစီစည်းမျဉ်းစည်းကမ်းတွေကိုထောက်ခံမှုဖွဲ့စည်းပုံခြေကံဥပဒေပြဋ္ဌာန်းချက်တွေကိုလိုက်နာဖို့ဖြစ်ကြောင်း အသက်38နှစ်အရွယ်ပေထုံထန်းကပြောပါရယ်။ဇွန်21ရက်ကလည်းဖြူထိုင်းပါတီရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ခရီးသွားလာရေးဝန်ကြီးဆိုရာဝေါင်တီရန်သွန်းကပေထုံထန်းဟာရာရုကနေနှုတ်ထွက်လိမ့်မှာမဟုတ်ကြောင်းနဲ့လွှတ်တော်ကိုလည်းဖျက်သိမ်းမှာမဟုတ်ကြောင်း Facebook မှာရေးသားခဲ့ပါရယ်။ င်ကြီးချုပ်ကသူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့အတူလက်ရှိထိုင်းနိုင်ငံရင်ဆိုင်နေရတဲ့ပြဿနာအမျိုးမျိုးကိုဖြေရှင်းပေးဖို့သူ့ရဲ့တာဝန်တွေကိုဆက်လက်ထမ်းဆောင်သွားမယ်လို့ကျွန်တော်တို့ကိုရှင်းလင်းစွာအတည်ပြုခဲ့ပါတယ်။အစိုးရအဖွဲ့ကလည်းတာဝန်တွေဆက်လက်ထမ်းဆောင်သွားမယ်လို့အတည်ပြုခဲ့တယ်လို့လွတ်တော်ကလည်းဖြတ်သိမ်းမှာမဟုတ်ပါဘူးလို့ဆိုရာဝန်ကပြောကြားခဲ့ပါတယ်။